ငလင်းတန်ခံရတဲ့ဒေတာများအတွက်ရာဇလာတဲ့အီးကြောင့်မလို့မန္တလေးတိုင်းအတွင်းကမန္တလေးခရိုင်မန္တလေးမြို့နယ်အတွင်းမှာသခိုင်းပောင်ဝင်စတင်ပြီးတော့မိုးကျနိုင်တယ်လို့ပဲအချို့နေရာလေးမှာကွက်ပြီးတော့မိုးများတာကိုကျွန်တော်တို့ဒီမှာပေါ်ပြနေပါတယ်ဒါကတော့မနေ့9နာရီနေ့ထားမှာမန္တလေးတိုင်းသခိုင်းတိုင်းမြို့နယ်အတွင်းဖြစ်ပြီးတော့ဒါကတော့ဖြူးဖြစ်ပါတယ် ါကတော့မနေ့10နာရီအနေထားပါဒါကတော့ညနေ6နာရီမှာဆက်လက်ပြီးတော့မန္တလေးအထက်ပိုင်းမှာမိုးဆက်ရွာပါတယ်မကွေးတိုင်းရခိုင်ပြည်နယ်အရှေ့ဘက်ခြမ်းမိုးရွာသလိုပဲအေရဝီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမှာမိုးဆက်ရွာ မင်္ဂလာပါမိုး channel လေးရအောင်ကြိုဆိုလိုက်ပါရယ်မိုးခုပြဆက်ပေးခြင်းနဲ့ပြူလေးရတော့ April 9ရက်နေ့ဒီနေ့ပေါ့နော်ဒီနေ့အတွက်ကိုမိုးလေဝသခံမှန်းထားတယ်မိုးလေဝသပညာရှင်ဆရာကြီးဦးထေတီရဲ့ဗီဒီယိုလေးကိုပြဆက်ပေးမှာဖြစ်ပါတယ်ဗီဒီယိုရမဆိုလို့ရှိရင်တော့မြို့နယ်အလိုက်ပေါ့နော်နိုင်အချိန်လိုက်ပါဆရာကြီးကပြောပြပေးထားပါပေါ့နော်ကြည့်တဲ့မြို့တွေလည်းဘဟုသူရရက်စီမဲ့ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်ဝက်ဗီဒီယိုလေးကိုဆောင်းကြည့်လိုက်ပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စောင့်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးတွေရေးပေးရပါရှင့်ဝက်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်ငလင်းတန်ခံရတဲ့ ဒေတာများအတွက်ရာဇလူခံမှန်းချက်များကိုစတင်လေ့လာတင်ပြမှာဖြစ်ပါတယ်။လက်ရှိမြမမီဒီယာမှာဖတ်နေတဲ့သတင်းများကလာမဲ့ရက်များအတွင်းမှာဘင်္ဂလားပင်လယ်အတွင်းမှာလေဆံဝဲဖြစ်ပြီးတော့မုန်တိုင်းဖြစ်နေတယ်လို့ပညာရှင်အချို့ရေးသားတာဖတ်ရပါတယ်။ကျွန်တော်ရဲ့အတွေ့အကြုံအရပစိဖိတ်ဒေသကတုံးလာတဲ့လေဘူးစီးကြောင်းကြောင့်မုန်တိုင်းအဆင့်ဖြစ်ခဲ့လို့ရှိရင်လည်းအားနေသွားပြီးတော့မှ အိန္ဒိယနိုင်ငံဘက်ကို80ရာခိုင်နှုန်းသွားနိုင်တယ်လို့ခမားနဲ့တော့ကြောင်းလို့လက်ရှိအခြေအနေထိတော့စိုးရိမ်စရာမရှိသေးဘူးလို့ကျွန်တော်ကနဦးအတိပေးလိုပါတယ်ထူးခြားရရှိရင်တော့ကျွန်တော်တို့ချက်ချင်းကိုသက်ထွေးနိုင်မိတယ်မှာကျွန်တော်တို့ဒလီပေးထုတ်ပြန်ချက်ထုတ်ပြန်မှာဖြစ်ပါတယ်လောလောဆယ်အရေးကြီးတာကကျွန်တော်တို့ငလင်ဒေသမှာရှိတဲ့လူလူအတွက်မနေ့ပြင်9ရက်နေ့တင်းနာနေမှာမိုးပင်နေရာတွေရွာမလဲဆိုတာကိုကျွန်တော်တို့ လေးလာမှာဖြစ်ပါတယ်ကြိုတင်ပြင်ဆင်နိုင်မှုအတွက်ပါဂျိုရူကပေးပို့တဲ့တိုင်းတာချက်တွေနဲ့ခေါနေရနေ့ကိုကျွန်တော်တို့ခမန်းကြည့်တဲ့အခါမှာခေါနေရနေ့မနေ့၄နိုင်လောက်မှဆိုရင်ကရင်ပြည်နယ်တောင်နှမ်းပေါ်မှာရှိတဲ့လေးကြောက်မလို့ကောင်းငင်တစ်ခုလုံးရင်ငွေဖွဲ့ပြီးတော့စတင်မိုးရွာလာတာဆိုရင်ဖြူးနဲ့ဘကိုးကြားမှာစတင် မိုးရွာနိုင်တယ်လို့ကျွန်တော်တို့ခံမှားပါတယ်။အဲ့ဒီမိုးရွာသွန်းမှုဟာတဖြည်းဖြည်းနဲ့ကျေပြန့်လာပြီးတော့ပြည်နဲ့ဖြူးနဲ့ဂျားထဲမှာမိုးတောက်လျှောက်ရွာသွန်းနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။နောက်တစ်ခါအဲ့ဒီမိုးရွာဟာနောက်ထပ်မနေ့6နာရီအထိဆက်တိုက်ရွာသွန်းသလိုပဲမနေ့9နာရီမှာလည်းဆက်လက်ပြီးတော့ရွာသွန်းရင်းနဲ့ဒီမိုးရွာသွန်းမှုဧရိယာဟာတဖြည်းဖြည်းနဲ့ နေပြီးတော့ဘက်ကိုတက်သွားသလိုပဲရှမ်းတောင်တန်းကလာတဲ့အီးကြောင့်မလို့မန္တလေးတိုင်းအတွင်းကမန္တလေးခရိုင်မန္တလေးမြို့နယ်အတွင်းမှာသခိုင်းပောင်ဝင်စတင်ပြီးတော့မိုးကျနိုင်သလိုပဲအချို့နေရာလေးမှာကွက်ပြီးတော့မိုးများတာကိုကျွန်တော်တို့ဒီမှာဖော်ပြနေပါတယ်။ဒါကတော့မနေ့9နာရီနေ့ထားမှာမန္တလေးတိုင်းသခိုင်းတိုင်းမြို့နယ်အတွင်းဖြစ်ပြီးတော့ဒါကတော့ဖြူးဖြစ်ပါတယ်။ ဒါကတော့မနေ့10နာရီအနေထားပါနေပြီးတော့ဖြူဤမန္တလေးစကိုင်းဒါကတော့နာနဲ့17နာရီအချိန်နှားမှာဆိုလို့ရှိရင် နေပြီးတော့ဧရိယာတွေကိုဝင်ရောက်ပြီးတော့နေပြီးတော့နဲ့မကွေးကြမှာလဲစတင်မိုးရွာသွန်းနိုင်မှာလဲမန္တလေးမှာတော့မိုးရွာသွန်းမှု နေရာကျေပြန့်လာတာတွေ့ရှိရပါတယ်နေ့လဲ17နာရီအချိန်မှာတော့နေပြီးတော့မှာစပြီးတော့တဲတဲမဲမဲမိုးရွာနိုင်ပြီးတော့ ဖြိုးနဲ့နေပြီးတော့ရဲ့အရှိဘက်ချမ်းမှာမိုးတိထန်စွာကြွသွန်းနိုင်တယ်လို့ပဲမန္တလေးမှာဆက်လက်ပြီးတော့မိုးများနေတယ်လို့ပဲရခိုင်ပြည်နယ်အလယ်ပိုင်းမှာမိုးကျတာတွေ့ရှိနိုင်ပါတယ်။ဒါကတော့နေ့လယ်တနာရီအနေထားပါဆက်လက်ပြီးတော့ရွာနေပါတယ်။နေ့လယ်နှစ်နာရီအနေထားမှာတော့နေပြည်တော်နဲ့ဖြူးကြမှာရှိတာကတော့မိုးပါသွားတဲ့ဆိုပေမဲ့လည်းရခိုင်ရိုးမအရှိဘက်ချမ်းမှာမိုးများပြီးတော့ AI တိုင်းမှာဆက်ပြီးတော့ မိုးရွာသွန်းတယ်လို့ပဲမကွေးတိုင်းမှာမိုးပွဲတွေစတင်ကျနိုင်ပါတယ်။ဒါကတော့ညနေ၄နာရီအချိန်မှာမန္တလေး၊စကိုင်း၊မကွေး၊အေရာဝတီတိုင်းဖြူရှိပချံဒီအပြာပြတဲ့နေရာတွေမှာမိုးရွာနေတာဖြစ်ပါတယ်။ညနေ၅နာရီအချိန်မှာတော့မန္တလေးတိုင်းရဲ့မန္တလေးမြို့ရဲ့မြောက်ဖက်ချံမိုးကုတ်ဘက်မှာမိုးတော်တော်များများကြွားနိုင်နေလို့ပဲအေရာဝတီတိုင်းမှာ မိုးရင်ကျင်းဓာတ်မ6လမတိရွာသုံးနိုင်ပါလေအဲ့ဒါကတော့ AR တိုင်းရန်ကုန်တိုင်းအထက်ပိုင်းပဲခူးတိုင်းအနောက်ချမ်းတို့ဖြစ်ပါလေထို့အတူမကွေးတိုင်းထဲမှာလည်းစတင်မိုးရွာသုံးနိုင်တာကိုသတိထားဖို့လိုပါဒါကတော့ညနေ6နာရီမှာဆက်လက်ပြီးတော့မန္တလေးအထက်ပိုင်းမှာမိုးဆက်ရွာပါလေမကွေးတိုင်းရခိုင်ပြည်နယ်အရှိတ်ချမ်းမိုးရွာသလိုပဲ AR တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမှာမိုးဆက်ရွာမှာဖြစ်ပါလေ ဒီနေထားအဲဒီလိုရွာတဲ့မိုးတွေကညနေ7နာရီလောက်မှာတော့မန္တလေးတိုင်းမှာပါသွားတယ်ဆိုပေမဲ့ EOD တိုင်းနဲ့ချင်းပြည်နယ်အောက်ဖက်မှာတော့မိုးဆက်ပြီးတော့များနိုင်ပါတယ်။အဲဒီမိုးဟာည7နာရီလောက်မှာတော့ပါသွားပြီးတော့တဖြည်းဖြည်းနဲ့ညော့သွားနိုင်တဲ့အနေအထားရှိတဲ့တကြောင်မလို့ငလင်ဒေသမှာနေထိုင်တဲ့မိဘပြည်သူများအနေနဲ့ကြိုတင်ပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့အတိပေး တင်ပြပါရယ်မုံတိုင်းနဲ့ပတ်သက်လို့ထူးခြားချက်ရှိရင်လည်းကိုသက်ထွန်းနိုင် YouTube အနေနဲ့သင်ကျွန်တော်တို့အများဆုံးဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်去拉棚子，不要去拉棚子，该钱不交了。 ဒီဗီဒီယိုလေးကိုစောင့်တိလည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုတော့မှဆိုလို့ရှိရင်တော့မိုးလေဝသပညာရှင်ဆရာကြီးဦးထိပ်တင်ရပါတော့။အချိန်နဲ့နေရာဒေသကိုလိုက်ပြီးတော့ခံမှန်းပြီးသွားအပြည့်အရောက်မှာတော်ရဲပေါ့နော်။အခုကြည့်နေတဲ့အမျိုးဝင်လည်းဘဟုတ္တရရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဝက်ဗီဒီယိုလေးကိုစောင့်တိလည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာတပ်ဗီဒီယိုတွေဘဟုတ္တရရဆရာဗီဒီယိုလေးတွေကိုလစ်စင်နိုင်တိဆက်ပေးသားမှာမို့မိုး channel လေးကိုလိုက် subscribe နဲ့တပ်ဖို့တောင်းဆိုပါတယ်ရှင်။စကားပြောလေးတွေမှတ်သွားရင်လည်းခွင့်လွှတ်ပေးပါလို့တောင်းဆိုပါတယ်ရှင်။ဗီဒီယိုဒီမှာပြသမယ်နော်။တဒါ။